သာသနာတော်နှစ်2569နှစ်မြန်မာတက္ကရီ1389ခုနှစ်ခရစ်နှစ်9ဆယ်လ2025တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်တောင်ပိုင်းမြို့နယ်အမှတ်104ရပ်ကွက်ကျွာဝင်းကျောင်းမုတ်ကုတ်ဝိပဿနာဓမ္မရေးသားကြီးအတွင်ယနေ့လှူဒန်းပူဇော်ကြသည့်အလှူရှင်မိသားစုပေါင်းတော်ကောင်းများကတော့ မင်္ဂလာသရုသာဒါယကမောင်ဝီယံလင်းမင်္ဂလာသရုသမီအလုဒါယကမှာမိုက်ခိုင်စင်တွေနှင့်နှစ်ဖက်သော အမိအဖာညီကိုမောင်နှမဆွေတော်မျိုးတော်အပေါင်းတော်ကောင်းတို့မှရှင်ဝဝင်းကြောင့်မဂ္ဂဝိပဒနာဓမ္မရည်တာဤအတွင်မှမိမိတို့စွန့်နိုင်သည်မြမင်္ဂလာဦးစွန်းကြီးမှန်းလည်းစက္ကန့်လူတန်းပူဇော်တဲ့အလှူတော်မင်္ဂလာပွဲကြီးဖြစ်ပါတယ် ယနေ့လူရှင်မိသားစုပေါင်းတော်ကောင်းတို့မှယူဝဝင်းကြောင်းမဘောဝဒနာဓမ္မရိပ်သားရေးတွင်မှမိမိတို့ဇွမ်းနိုင်သည်မြနဝကမ္မဓမ္မဘူဇာအလူတော်ငွေ၅သိန်းကျပ်စကတ်လူတန်းချင်းနှင့်အပရိသပေါင်းတော်ကောင်းတို့အားမိမိတို့ကိုယ်တိုင်စီစဉ်ပြီးတော့အဲထောဝတ်ထမင်းစာတီတို့ကိုအခန့်ကျွေးမွေးလူတန်းပူဇော်တဲ့မင်္ဂလာဥအလူတော်ဖြစ်ပါတယ်ဒီကနေ့ အလိုရှင်မိသားစုတွေနဲ့အားလုံးသောဆွေတော်မျိုးတော်ဓမ္မမိတ်ဆွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့အားခြေစုပြုပေးမဲ့တရားတပုဒ်ကခိုင်မြဲသောအချက်တရားတော်လို့ဒီလိုမှတ်သားပါဒီတရားတော်ကိုမဟောကြမနာကြခင် အလိုရှင်မိသားစုတွေနဲ့အားလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုရှေးဥစွာမေတ္တာပို့သပေးမှဖြစ်ပါတယ် အယုံတပါစိတ်မသွားပဲနာယူကြည်ညိုချင်ရအောင်သဗ္ဗိတိယဝိဝုဇံတုသောကောရောကောဝိနတတုမတိပွန်တွန်တရာယဒုခိတာအဓိကယုကဘဝန္တုသဗ္ဗိတိယအလုံးစုံသောဘိဥပအန္တရေယံသွဲသွဲမှန်သမျှတို့သည် တိတုံမှကံယရဏသုံးယမြတ်ထမြတ်ကိုစည်းကကိုကွယ်လိရှိကြပေကုန်သောမင်္ဂလာဥစွမ်းစက္ကလူရန်ပေါ်ရကြပေကုန်သော အလုဒ္ဒယကမင်္ဂလာသရုတ်တမောင်ဝီယံလင်အလုဒ္ဒယကမ မင်္ဂလာသရုတ်သမိမခိုင်စင်တွင်နှင့်မိသားစုအပေါင်းဤကိုမောင်နှမဆွေတော်မျိုးတော်အပေါင်း ဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခொနိယသတမိဓမ္မမိတ်ဆွေတရားနာပရိသအပေါင်းတော်ကောင်းတို့အားဝိဝဇန်တို့ယနေ့ကစာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကောင်းစွာမသွေဖဲခွာရှောင်ရှားကြပါစေကုန်သတည်းသောကောစဆိုရင်ဘူးဆွေငိုကြွေးရခြင်းဟုစွာသောတောကမြို့တည်၎င်း ဝိနတတုကင်းစင်လွင်ပပြောက်ပြကြပါစေတတိရောကောစကျင်နာခန့်ခဲနှိမ့်ဆက်တတ်သော96ဖြာ98ဖြာမနစ်တစရာပြီးယောဂမန္တမြတိလေဝိနတတုကင်းစင်လွင်ပပြောက်ပြကြပါစေတတိဒီတုံမှာကံအလှူဒံယကအလှူဒံယကမှမိသားစုအပေါင်းတော်ကောင်းတို့နှင့် အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားအန္တရာယမကောင်းသောဘေဥပအန္တရေယံသောသွေးမှန်သမျှတို့သည်မာဘဝံတို့မကြမရောက်မဖြစ်ကြပါစေကုန်တည်းဒုခိတာကိုယ်စိတ်နှဖျားချမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကယူကတေယျာကျော်ရန်ကိုတလန်းနိုင်ကြကုန်သည် ဘဝန္တုနေတိုင်းညာတိုင်းခမဆိုင်မေမန္တန်မသွေဖြစ်ထွန်းတော်မူကြပါစေကုန်တတိကဲဒီကနေ့မင်္ဂလာသရုတ်သားမင်္ဂလာသရုတ်သမီးနဲ့အလုံးတော်ဓမ္မမေဆွေတရားနာပရိသတ်ပေါင်းတော်ကောင်းတို့ကိုပေါ့မို့ဓမ္မမင်္ဂလာဥတရားအနေနဲ့အဲပြောပြပေးရမှာကတော့ဒါ အခုပုံမုံတို့တမင်္ဂလာဥတရားဟောကြဟောရတဲ့နေရာကတော့ပုံမုံတို့မဟုတ်ရိတ်တာကြီးပေါ့နော်အဲ့တော့မဟုတ်ရိတ်တာကြီးဖြစ်ပင်ဖြစ်냐တော့လည်းပဲပုံမုံတို့စာရီပီရီကိုလေ့လာပြီးတော့ပုံမုံညံ့မိတလောက်ပေါ့ဒီကနေ့မင်္ဂလာဥတရားစကားပြောပြပြီးမှဗတ်တရားတယ်လေခိုင်မြဲသောအချက်နော်အဲ့တော့ရှိတာတဲ့မှာပုံမုံကအချက်အကြောင်းပြောရမှာနော် အဲ့တော့ရိတ်သားတွေမှာဘုံဘုံကအချက်ကြောင့်ပြောရမှာပေါ့အဲ့တော့ဘုံဘုံတို့ဒါလောကီလူသားတွေဆိုတော့ဒါလောကီလူသားတွေမှန်တယ်မြတ်အချက်ဆိုတာကတော့ကင်းလို့ရပါမလားမရဘူးတဲ့မရဘူးအဲ့ဒါကြောင့်ဘုံဘုံကလည်းပဲအဲဘုံဘုံတို့မြတ်စွာဘုရားဟောထားတဲ့တရားတွေဘုံဘုံတို့လည်လာထားတဲ့တရားတွေကနေပြီးတော့ညံမီတလောက်ဒါပြောပြပြီးတယ်လို့ဒီလိုမှတ်ရတယ် အဲ့တော့ခိုင်မြဲသောအချက်ဆိုတာဘုံဘုံကဘာကို အကြောင်းပြုပြီးတော့ပြောတယ်လေဆိုရင်ဘုံဘုံတို့စသည်မှာတမစီဝိတုတ်တန်ဆိုတဲ့တုတ်တန်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီတုတ်တန်မှာတရားကြီးတွေဒကမာကြီးတွေကတရားနာနေကြဆိုတော့ကြာဘူးပြီးသားပေါ့နကုလပိတုတို့နကုလမာတုတို့အကြောင်းကိုဟောထားတယ်မြတ်စွာဘုရားဟောထားတာလေးရှိတယ်နော်တရားကြီးနာမည်ကနကုလပိတုတဲ့ အဲ့တော့နကုလပိတုဆိုတာဘာပြောတာလဲမေးတော့နကုလဆိုတာသူတို့ရဲ့သားလေးရဲ့နာမည်သူတို့သားလေးရဲ့နာမည်နကုလလို့ခေါ်တယ်အဲ့ဒီနကုလဆိုတဲ့သားလေးရဲ့နာမည်ကြီးတဲ့ခါကျတော့အဲ့ဒီနကုလဆိုတဲ့သားလေးကိုအကြောင်းပြုပြီးတော့သူတို့ကနာမည်ရသွားတာပေါ့မိဘကနာမည်ကြီးတာလားသားနာမည်ကြီးတာလားသားနာမည်ကြီးသွားတာအဲ့တော့ ဥပမာဖြင့်ခုမောင်ဝေယံလင်းကနာမည်ကြီးသွားပြီဆိုရင် မောင်ဝေယံလင်းရဲ့အဖြေလေးမောင်ဝေယံလင်းရဲ့အဖြေလေးဆိုပြီးတော့ဒီလိုပြောကြတာ။ဘာဖြစ်လို့လဲဆိုတော့ तू ကပို့ပြီးတော့အတိများလာဆိုတော့မခိုင်စင်တို့ရဲ့နာမည်ပို့ပြီးတော့အတိများတယ်ဆိုရင်ဘသူအဖြေလဲမခိုင်စင်တို့ရဲ့အဖြေဟာဒီလိုမျိုးဆိုရင်ပို့တိသွားတယ်လို့ပေါ့။အခုလေးပဲနကုလာဆိုတဲ့ဒီတကားလေးကတော့နာမည် ပို့ပြီးတော့အတိညာတဲ့ခါကျတော့နကုလကအတိညာတဲ့ခါမှာနကုလရဲ့အဖေဘသူအဖေလဲနကုလရဲ့အဖေနကုလဆိုတာသူ့နာမည်အဲ့တော့အဖေဆိုတာကိုဘုန်းဘုန်းတို့ပါဠိလိုပိတုပိတုဆိုတာအဖေဖခင်နကုလပိတုဆိုတာနကုလရဲ့ဖခင်ကြီးကိုအကြောင်းပြုပြီးတော့ဟောတဲ့တုတ်တန်ပေါ့အဲ့တော့နကုလပိတုဆိုတဲ့နကုလရဲ့ဖခင်ကြီးကိုအကြောင်းပြုပြီးတော့ဟောတဲ့တုတ်တန်မှာ နကုလပိတုဆိုတာနကုလရဲ့ဖခင်နကုလမာတုဆိုတာနကုလရဲ့မိခင်ဒီလိုမျိုးတွေရှိတယ်ပေါ့အဲ့ဒီတုံးတံမှာအံ့ဩစရာကောင်းတော့အောင်ဘုံဘုံတို့နာယူကြည်ညိုခွင့်ရတဲ့တရားလေးကအဲ့ဒီနကုလပိတုတို့နကုလမာတုတို့တရားကြီးတွေတရားမာကြီးတွေဟာသူတို့နေတဲ့နေရာကိုရောက်သွားတဲ့ခါမှာမြတ်စွာဘုရားကြွသွားတဲ့ခါမှာတဲ့ မြတ်စွာဘုရားကြွသွားတဲ့အခါမှာနကုလပိတုဒဂါကြီးရဲ့မြတ်စွာဘုရားကိုခြေတလုံးဖက်ပြီးတော့အဲတာကြီးဘဲကြွနေတာလေတာကြီးပြောက်နေတာကြာပြီတာကြီးကိုရှားနေတာတာကြီးကိုတွေးကျင်လိုက်တာကြာပြီအခုမှပဲတွေးရတော့တယ်တာကြီးရဲ့ကြည်စံခွဲခွာရတာဒါလောက်ကြာနေပြီပဲဆိုပြီးတော့ခြေတလုံးဖက်ပြီးတော့အယံကိုတကယ့်ကိုအလွန်ချစ်တဲ့အားတယောက်ကိုတွေးရတယ်လို့မြတ်စွာဘုရားခြေတလုံးကိုဖက်ပြီးတော့ တာကြီးတာကြီးဆိုတဲ့ဇကားတွေကိုပြောပြီးတော့အယံကိုချစ်ခင်မျက်နှိုးတဲ့ဟန်ပန်အမှုရာတွေနဲ့တွေ့ရတယ်။အဲ့လိုတွေ့ရတဲ့အခါမှာတာကြီးတဲ့လောင်းနှစ်ပေါင်းမြောင်များစွာခွဲခွာနေရတာကြည်စင်အအဖေတို့မှာတော့ဖြင့်ဆောင်စားလိုက်ရတာခုမှပဲတွေ့တော့တယ်တာကြီးဒီကနေ့ကစပြီးတော့အင်ကိုပဲအမြဲတမ်းဆောင်ဖုံးပေးပါဆိုပြီးတော့အဲ့လိုပင့်လျှောက်တယ်တဲ့။အဲ့လိုပင့်လျှောက်တဲ့အခါကျတော့ရှင်အာနန္ဒမထေရမြတ်ကနေပြီးတော့မေးတာ။ ဘုန်းတော်ကြီးမတော်မူသောမြတ်စွာဘုရားဒီတကားကြီးကตาကြီးตาကြီးနဲ့မြတ်စွာဘုရားကိုလျှောက်ထားတယ်မြတ်စွာဘုရားရဲ့ဖခင်မဲတော်ကြီးကသုတ္တရဏမင်းကြီးမဟုတ်လားမဲတော်ကလည်းမဲတော်မာယာမဟုတ်လားဘာဖြစ်လို့သူကမြတ်စွာဘုရားကိုตาကြီးตาကြီးနဲ့လျှောက်ထားတာကိုမြတ်စွာဘုရားလက်ခံတာလဲချက်သားတဲ့နကုလပိတုတကားကြီးကမြတ်စွာဘုရားရဲ့အရင်တုန်းက ဖခင်ဖြစ်ခဲ့မှုတာဘွားပေါင်း900မြတ်စွာဘုရားရဲ့ဖခင်ဖြစ်ခဲ့မှုတာဘွားပေါင်း900နကုလမာတုဒကမာကြီးကလည်းအဲ့လိုပဲအမေဖြစ်ခဲ့မှုတာဘွားပေါင်း900နောက်ဒီဒကာကြီးကဖခင်ဖြစ်ခဲ့တာကဘွားပေါင်း900ဟိုပြောရင်ဘာကြီးဖြစ်ခဲ့မှုတာကဘွားပေါင်း900ဘာတွေဖြစ်ခဲ့မှုတာကဘွားပေါင်း900နကုလမာတုဒကမာကြီးကလည်းအတူတူပဲ မေတော်ဖြစ်ခဲ့ဘူးတာ900မိကြီးဖြစ်ခဲ့ဘူးတာက900အဲမိတွေးဖြစ်ခဲ့ဘူးတာက900ဆိုပြီးတော့အဲ့ဒီလိုဘဝပေါင်းမြောက်များစွာသူတို့စာပေအရဆိုရင်ဘဝပေါင်းအနည်းဆုံး1500အမျိုးတော်ခဲ့တာအဲ့တော့မြတ်စွာဘုရားရဲ့မိခင်ဖခင်ဖြစ်ခဲ့တာပေါ့တယောက်တည်းကိုဘဝပေါင်း900စီအမျိုးတော်ခဲ့တာအဲ့ဒီလိုအမျိုးတော်ခဲ့တဲ့ အဲ့ဒီရေစက်အဲ့ဒီရေစက်ကြောင့်အဲ့ဒီပါရမီရှိရေစက်ကြောင့်မြတ်စွာဘုရားကိုတွေ့လိုက်တဲ့အခါမှာအခုချက်ချင်းလင်ငယ်မဲ့တကယ်ကိုအလွန်ချစ်တဲ့သားကြီးဆိုပြီးတော့သားကြီးပင်ပြောင်းနေတာလေနှစ်ပေါင်းမြောက်များစွာခွဲခွာနေရတာအဲ့တော့သားကြီးကိုတွေ့ကျင်နေတာကြာပြီဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့ပြောတာအဲ့လိုပြောပြီးတော့နောက်မြတ်စွာဘုရားအိမ်ကိုဆွမ်းပုံပြီးကြွပြီးတော့မြတ်စွာဘုရားကိုထတ်လျှောက်တယ် ဘုန်းတော်ကြီးမတော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်ဟာဘုရားတပည့်တော်ရဲ့ဒကမာကြီးရဲ့အပေါ်မှာကိုယ်နဲ့နှုတ်နဲ့မပြောနဲ့စိတ်နဲ့တောင်မပြတ်မှမိဘူးပါဦးရှင်ဘုရားဒကမာကြီးကိုဘလောက်ချစ်တယ်လဲဆိုတော့ဒကာကြီးကကိုယ်တိလျောက်မပြောနဲ့နှုတ်နဲ့ကြမ်းကြမ်းထန်ထန်ပြောဆိုဖို့မပြောနဲ့တဲ့စိတ်နဲ့တောင်ဘုရားတပည့်တော်မပြတ်မှခဲ့ဘူးပါဦးဘုရား ဘုရားတပည့်တော်အဲ့လောက်ချစ်တာတဲ့တက္ကမကြီးပေါ့အဲ့လောက်ချစ်တော့အခုဒီဘဝတွေမကဘူးတဲ့ဘဝဆက်ဆက်တန်ត្រာဆက်ဆက်ဘုရားတပည့်တော်တို့ရဲ့အချစ်ခိုင်မြဲခြင်းပါလေမြတ်စွာဘုရားဖယ်လူတရားတွေကိုလိုင်းနာကျင့်သုံးရမှာပါလေမြတ်စွာဘုရားလို့တက္ကကြီးကလျှောက်တာအဲ့တက္ကကြီးလျှောက်တယ်လို့ပဲတဲ့တက္ကမကြီးကလေဒီတိုင်းပဲပြန်လျှောက်တာဘုန်းတော်ကြီးမတော်မတော်မြတ်စွာဘုရားတဲ့တပည့်တော်မကလည်းပဲတက္ကကြီးရဲ့ပေါ်မှာဘလောက်ချစ်တယ်လဲဆိုရင် ိုထိလျောက်မပြောနဲ့နှုတ်နဲ့ကျဉ်ချံထန်ထန်ပြောဆိုဖို့မပြောနဲ့စိတ်နဲ့တောင်မပြစ်မှားဘူးပါဘုရားဘုရားတပည့်တော်တို့ကဒီဘဝမှာတော့အဲ့လောက်ကိုချစ်ကြတာပါမြတ်စွာဘုရားနောက်ဘဝတွေလည်းဘဝဆက်တိုင်းဘဝဆက်တိုင်းဘုရားတပည့်တို့ခိုင်ငယ်မြင်းမြင်းယခုလိုပဲချစ်ချင်ပါတယ်မြတ်စွာဘုရားအဲ့တော့ဘုရားတပည့်တို့ဘယ်လိုတရားတွေကိုလိုက်နာကျင့်သုံးရမှာပါလဲမြတ်စွာဘုရားလို့မြတ်စွာဘုရားကအဲမြတ်စွာဘုရားကိုအဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားက ေးအဲ့ဒီတော့ဇဏီမောင်နှံရာသက်ပံအဲ့တော့နှစ်ပေါင်းညောင်များစွာအဲကဘာတီတူပဲပြောပြောဘလိုပဲဖြစ်ဖြစ်မိမိတို့ရဲ့အချစ်တီခိုင်မြဲဖို့ရအတွက်မိမိတို့ရဲ့အချစ်တီခိုင်မြဲခြင်းလေဆိုရင်တဲ့လိုင်းနာကျင့်သုံးရမယ့်တရား၄ပါးရှိတယ်အဲ့တော့အဲ့ဒီတရားတွေ၄ပါးတည်းကပထမဦးဆုံးတော့တတ္တာဆိုတဲ့တရားပေါ့နော်အတရားလေလေတတ္တာ တတ္ထာဆိုတာဗာလိမိယုံကြည်ချက်ပဲနော်ယုံကြည်ချက်ယုံကြည်ချက်လို့ခေါ်တယ်တတ္ထာတရားနောက်သီလသီလတရားတဲ့သီလဆိုတာဗာပြောတာလဲမိရင်ကိုခြင်းတရားပေါ့နော်သီလဆိုတာနားလည်အောင်ပြောရင်ကိုခြင်းတရားလို့ပဲမှတ်ထားလိုက်ပေါ့တတ္ထာတရားရေသီလတရားရေနောက်နံပါတ်3ကျတော့စာကတရား ဘာတရားလဲစာကတရားစာကဆိုတာကတော့စွန့်ကျင်ပေးကမ်းလှူဒန်းတဲ့တရား ပေါ့ဗျာတော့စာကလို့ခေါ်တယ်နောက်ဆုံးတစ်ခုကတော့ပညာတရားပညာဆိုတာကတော့အသိပညာပေါ့နော်ဒါဆိုရင်ဘုံဘုံတို့မှတ်သားထားရမယ့်တရားအလုံး၄ပါးရှိတယ်တတ္တာတရားရေသီလတရားရေစာကတရားရေပညာတရားရေအလုံးဘယ်နှပါလဲကဲမှတ်မိတော့ပြောကြည့်ပါဦး တတ္တာတရားရေသီလတရားရေစာကတရားရေပညာတရားရေဆိုပြီးအဲ့ဒီတရားလေးပေါ့မှတ်ထားရမယ်တတ္တာတဲ့ဆိုာကတော့ဒါယရဏ၃ပါးရဲ့ဂုံကံနဲ့ကံရဲ့အကျိုးပြီးကိုယုံကြည်တာကိုတတ္တာလို့ခေါ်တယ် ဲ့ဒီတတ္တလို့ခေါ်တဲ့ယုံကြည်ချက်ကလည်းပဲတဲ့မောင်ဝီယံလင်းကလည်းပဲအဲ့ဒီလိုယုံကြည်ချက်ရှိရမယ်မခိုင်စင်တွေကလည်းဒီလိုယုံကြည်ချက်ရှိရမယ်အဲ့ဒီယုံကြည်ချက်ကတော့မိမိတို့နှစ်ဦးသားလုံးရဲ့ယုံကြည်ချက်ကတူးနေရမယ်အဲ့ဒီယုံကြည်ချက်မတူရင်မတူနိုင်တော့ဘူးအဲ့ဒီယုံကြည်ချက်လေးတူရမယ်အဲ့တော့ယုံကြည်ချက်ဆိုတာကတော့ဘုံဘုံတို့အများကြီးပေါ့နော်ကောင်းတာလို့ရင်ကောင်းချိုးရမယ် မကောင်းတာလို့ရင်မကောင်းကျိုးတွေရတတ်တယ်အဲ့တော့နားလည်အောင်ပြောရရင်တော့ကောင်းတာလို့ရင်ကောင်းကျိုးရအောင်ရရမယ်တို့နှစ်ယောက်သားကြိုးစားမယ်ဘဝကိုအောင်မြင်အောင်တည်ဆောက်မယ်ဆိုရင်တို့ကောင်းကောင်းကောင်းမွန်မွန်တို့ကြိုးစားရင်နှစ်ယောက်လုံးကြိုးစားရင်ဘာဖြစ်လို့မအောင်မြင်ရမှာလဲနှစ်ယောက်လုံးကြိုးစားရင်တို့အောင်မြင်ကိုအောင်မြင်တယ်အဲ့တော့အောင်မြင်အောင်ကြိုးစားရင်အောင်မြင်ကိုအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်နှစ်ယောက်စလုံးတူရမယ်အဲ့တော့ မိမိတို့နှစ်ယောက်လုံးတိုင်းမြင်ပြီးတော့အဲတိုင်းတိုင်းမြင်မြင်မိမိတို့ဘဝကိုအဲ့ဒီလိုလက်တွဲမဲ့ဖြုတ်ဘဝကိုအောင်မြင်အောင်တည်ဆောက်နေဆိုရင်တဲ့အဲ့ဒီလိုယုံကြည်ချက်သာတူရင်အရာအားလုံးမအောင်မြင်ဘူးဆိုတာမရှိပါဘူးအဲ့တော့နံပါတ်1ယုံကြည်ချက်တူပါမယ်အဲ့တော့တို့ဘာပဲပြောပြောဘဝတစ်ခုကိုနှစ်ယောက်တွဲပြီးတော့ဒီဆောက်တဲ့ခါမှာကြိုးစားရင်ကတော့ဘာဖြစ်လို့မအောင်မြင်ရမှာလဲအောင်မြင်ကိုအောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်တူရမယ် တတ္တာတီလနောက်တစ်ခုကကိုခြင်းတရားတဲ့ကိုခြင်းတရားကလည်းပဲမောင်ဝီယံလင်းကလည်းပဲမခိုင်စင်တို့ရဲ့အော်မှာအဲဒါကိုခြင်းတရားကိုတံမိုးထားပြီးတော့ဆံရမေးမခိုင်စင်တို့ကလည်းပဲမောင်ဝီယံလင်းရဲ့အော်မှာကိုခြင်းတရားကိုတံမိုးထားပြီးတော့တဦးနဲ့တဦးအဲနားလည်မှုပြီးပြကြမေးဆိုရင်နှစ်ယောက်စလုံးကဒါကိုခြင်းတရားကိုဥထိတ်ထားကြမေးတံမိုးထားကြမေးဆိုရင်ဘာမှ အဲအခက်ခဲတွေမရှိပါဘူးတဲ့အဲ့ဒီလိုကိုရှင်တရားတွေလည်းတူချရမယ်တဲ့အဲ့တော့နှစ်ယောက်စလုံးတံပိုးထားရမယ်တယောက်ကတံပိုးထားတယ်တယောက်ကတံပိုးမထားဘူးဆိုရင်အခက်ခဲတွေရှိနိုင်တယ်ဒါကြောင့်ကိုရှင်တရားကိုလည်းနှစ်ယောက်စလုံးကတံပိုးထားကြရမယ်အတိတ်ဆိုတာတွေကပြီးခဲ့ပြီးသွားပြီးအဲ့ဒါတွေကို ပြန်ပြန်ပြီးတော့အဲအတိတ်ဆိုတာတွေကိုပြန်ပြန်ပြီးတော့ပြောနေရင်ပြီးမှာမဟုတ်တော့ဘူးအဲ့တော့အဲဒီကိရိကစပြီးတော့ပစ္စုပန်ဘဝမှာ မိမိတို့လက်တွဲတဲ့ချိန်ကစားပြီးတော့တယောက်နဲ့တယောက်နားလည်မှုရှိရမယ်အတိတ်ဆိုတာကတော့မှားခဲ့တာတွေလည်းရှိရှိမယ်မှန်ခဲ့တာတွေလည်းရှိမယ်ဥဒုဇဉ်ဆိုတော့အမှားတွေကတော့ရှိနိုင်တာပဲဒါပေမဲ့လို့အဲ့တော့အခုချိန်ကစပြီးတော့မိမိတို့အဲနှစ်ယောက်သားဟာတယောက်နဲ့တယောက်ကိုကျင်တရားကိုတန်ဖိုးထားရမယ်အဲ့တော့ကိုကျင်တရားလို့ခေါ်တဲ့သီလနောက်နံပါတ်3ကစာက စာကဆိုတာကတော့စွန့်ကြေးတာပြီးကန်းတာလှူဒန်းတာစွန့်ကြေးပြီးကန်းလှူဒန်းတာတွေကိုလည်းပဲအတူတူပဲဇနီးမောင်နှံရဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်အဲမိမိတို့တိုင်တိုင်မင်မင်စွန့်ကြေးတာတွေတိုင်တိုင်မင်မင်နဲ့စွန့်ကြေးရတဲ့ပြီးကန်းတာတွေတိုင်မင်ပြီးတော့မှပြီးကန်းရမယ်လှူဒန်းတာတွေလည်းတိုင်မင်ပြီးတော့မှလှူဒန်းရတယ်အဲဒီလိုမတိုင်မင်မင်နဲ့လှူဒန်းလိုက်ရင်သူတို့သားကလှူတယ်သူတို့သမီးက သဘောမတူဘူးဆိုရင်သူတို့သားပဲကုသိုလ်ရပြီးတော့သူတို့သမီးကကုသိုလ်မရတော့ဘူးသူတို့သမီးကလှူကျင်တယ်သူတို့သားကသဘောမတူဘူးဆိုရင်သူတို့သမီးပဲကုသိုလ်ရတယ်သူတို့သားကုသိုလ်မရတော့ဘူးအဲဒါကြောင့်ဘဝတစ်ခုကိုမိမိတို့ကလက်တွဲမဖြုတ်တိဆောက်မှဖြစ်သည့်တွဲကြောင့်လှူတဲ့မလှူတဲ့စွန်ကျဲတဲ့မစွန်ကျဲတဲ့နှစ်ယောက်တိုင်မြင် ပြီးတော့မှအဲ့ဒီလိုစွန်ကျဲပေးကံလှူဒန်းရမယ်အဲ့ဒီစွန်ကျဲပေးကံလှူဒန်းခြင်းလို့ခေါ်တဲ့ စာကတရားကလည်းတူးနေရမယ်ပညာအသိပညာလည်းတူရမယ်အသိပညာဆိုတော့ဒါတူးနဲ့တူးတရားနဲ့တရားအဲလောကီပညာဘွယ်ဓုကုံဓုတွေကတော့တူခြင်းမတူမှာပေါ့အဲ့လိုဘွယ်ဓုကုံဓုတွေတူတာမတူတာအဓိကမဟုတ်ဘူးမိမိတို့ဒါကောင်းချောင်းလုပ်ရင်ကောင်းကျိုးရမယ်လို့အဲသိတယ်အသိပညာမျိုးပေါ့ မကောင်းကြောင်းတွေလုပ်ရင်တော့မကောင်းကျိုးတွေရတတ်တယ်လို့အဲ့ဒီလိုသိတဲ့အသိပညာမျိုးအဲ့တော့မကောင်းကြောင်းလုပ်ရင်တို့မကောင်းကျိုးတွေရတတ်တယ်ကောင်းကြောင်းလုပ်မှာတို့ကောင်းကျိုးရမှာဆိုတဲ့ဒီလိုအသိပညာမျိုးကြတော့နှစ်ယောက်စလုံးတူညီနေရမယ်အဲ့ဒီလိုတူညီမှသာလျှင်မကောင်းကြောင်းတွေကိုကိုယ်ကအတတ်နိုင်ဆုံးရှောင်မယ်မကောင်းကြောင်းတွေကိုရှောင်လိုက်တဲ့အတွက်ကြောင့်မကောင်းကျိုးတွေရเสียရကြောင်းမရှိတော့ဘူး ကောင်းချောင်းတွေကိုကြိုးစားကြမယ်ဆိုတော့ကောင်းချောင်းတွေကြိုးစားမှကောင်းကျိုးတွေအတူပွားမှအေးအဲ့တော့တို့ဘဝကိုအဖြူစင်ဆုံးအတန့်ရှင်းဆုံးအစင်ကြဲဆုံးဖြစ်အောင်တို့ကောင်းတာတွေကြိုးစားကြမယ်အဲ့ဒီလိုကြိုးစားမှသာလျှင်တို့ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့ပြည့်စုံမယ်လို့အဲ့ဒီလိုသိတဲ့သဘောတရားသိတဲ့သဘောတရားကိုပညာလို့ခေါ်တယ်အဲ့ဒီပညာကလည်းနှစ်ယောက်စလုံးတူညီရမယ်အဲ့တော့ ဒါဆိုရင်တူညီရမယ့်တရားအလုံးဘယ်နှပါလဲဆိုရင်၄ပါးတတ္တာရေသီလရေစာကရေပညာရေဆိုပြီးတော့၄ပါးရှိတယ်အဲ့ဒီ၄ပါးကိုမိမိတို့ကတူညီအောင်တရားနဲ့တရားဒါမိမိတို့သိခံကြရမယ်ခွင့်လွှတ်ကြရမယ်မင်္ဂလာသရုသားကလည်းသရုသမီးရဲ့ပေါ်မှာသိခံရမယ်မင်္ဂလာသရုသမီးကလည်းပဲသရုသားရဲ့ပေါ်မှာအတဏ္ဍာရင်ဆုံးသိခံရရမယ် တယောက်နဲ့တယောက်ဒီကဘာကြီးမှာဒါသရုသားနဲ့သရုသမီးဟာတယောက်နဲ့တယောက်ဒီကဘာကြီးမှာတီးထက်သီးခံရမယ့်ပုံကိုတော့မရှိတော့ဘူးသရုသားဘဝမှာလည်းပဲသရုသမီးလောက်သီးခံစရာဒီကဘာကြီးမှာမရှိတော့ဘူးအသရုသမီးကိုတတ်နိုင်ဆုံးသီးခံရမယ်သရုသမီးကလည်းပဲသရုသားရဲ့ပုံမှာအတတ်နိုင်ဆုံးငါသူ့လောက်သီးခံရမယ့်ပုံကိုဒီကဘာကြီးမှာမရှိတော့ဘူးဆိုပြီးတော့တယောက်နဲ့တယောက်နားလည်မှုနဲ့တိဆောက်သွားမယ်ဆိုရင် အာလုံးစောစောကပြောခဲ့တဲ့၄ပါးကတော့ဒါမတူညီနိုင်တာလားတူညီနိုင်တာလားတူညီနိုင်ပဲအဲ့ဒီ၄ပါးတူညီအောင်တယောက်နဲ့တယောက်ကသီခံသင်တာသီခံရမယ်ခွင့်လွတ်သင်တာခွင့်လွတ်ရမယ်အဲ့ဒီလိုမျိုးလေးမိမိတို့ကဘဝကိုတိဆောက်သွားမယ်ဆိုရင်တဲ့ဒါမိမိတို့ကဘာတည်တဲ့၍မိမိတို့ရဲ့အချစ်တည်းဟာလည်းပဲတည်တတ်တည်အောင်မှာပါပဲအဲ့တော့ဒီအချစ်ကိုအကြောင်းပြုပြီးတော့ အဲမြတ်စွာဘုရားသခင်ကိုရုံမြတ်ကြီးအဲဘုရားအလောင်းတော်ကိုတိုင်ပေါ့နော်ဘုရားအလောင်းတော်ဆိုလို့ရှိရင်ဘုရားအလောင်းတော်သူမိရာရှင်သည့်ဘဝတုန်းကသူမိရာရှင်သည့်လေးဟာဒီမင်္ဂလာမြတ်စွာဘုရားကြွလာမဲ့လမ်းလမ်းပြင်နေတာသူလဲကုသိုလ်ယူနေတဲ့ခါမှာဘုရားကြွလာတော့သူ့တောင်ကမပြီးသေးဘူးပေါ့နော်အပြီးသေးတဲ့ခါမှာသူမိရာရှင်သည့်လေးကခန္ဓာကိုယ်ကိုတရားခင်းပြီးတော့လှူဒန်းခဲ့ဘူးတယ် ခန္ဓာကိုယ်ကိုတထားခင်းပြီးတော့လှူလိုက်တာပေါ့အဲ့ဒီလိုလှူဒန်းတာကိုမြင်နေတဲ့ပရိသတ်ထဲမှာဘယ်သူပါတယ်ဆိုတော့ရတော်ရီအားလုံးသူမိတ္တာတထေသမီးပါတယ်အဲ့ဒီသူမိတ္တာတထေသမီးပါလာတဲ့ခါမှာ သူမိတ္တာတထေသမီးကသူမိတ္တာရှင်သေးလေးရဲ့စွန့်လွတ်စွန့်စားမှုကိုကြည့်ပြီးတော့သူကပြောရင်တော့အဲချစ်တဲ့စိတ်တွေဖြစ်သွားတာပေါ့နားလည်အောင်ပြောရင်တော့ချစ်တဲ့စိတ်တွေဖြစ်သွားတာဘာဖြစ်လို့ချစ်တဲ့စိတ်တွေဖြစ်သွားတာလဲဆိုတော့ သူမိတာရှင်သင်လေးဟာသူ့ရဲ့တောင်းမပြီးဆုံးသေးတဲ့အတွက်ကြောင့်ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုမလုပ်ပြီးတော့လှူလိုက်တာတရားခင်းလှူလိုက်တာအဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုတရားခင်းလှူတယ်ဆိုတော့အဲ့ဒါကသိအံဝဲเสียမှာရှိဘူးဒီပင်ကရာမြတ်စွာဘုရားနဲ့ကြွလာတဲ့တန်ခါဘယ်နှပါရှိလဲလို့နည်းနည်းလေးစဉ်းစားကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီတော့ကဒီပင်ကရာမြတ်စွာဘုရားနဲ့အတူကြွလာတဲ့တန်ခါက၄သိန်းရှိတယ် ဲ့ဒီတန်ခါ၄သိန်းကသာတက်နေရင်သူ့မိသားရှင်သိဟာတော်တော်ကိုကြံစီဟာအကြောင်းမရှိဘူးနော်အဲ့တော့အဲ့ဒီလောက်တက်နေတော့လည်းပဲကိစ္စမရှိဘူးပါရမီဖြည့်တဲ့အနေနဲ့ငါကုသပြုခွင့်ရရင်တော်ပြီဆိုပြီးတော့ငါတောင်းဝန်မကြည့်တာကိုတောင်းဝန်ကြည့်အောင်ဆောင်ရွက်ခွင့်ရပြီတော်ပြီဆိုပြီးတော့အဲ့ဒီလိုစွန့်လွတ်ပြီးတော့စွန့်စားတာကိုမြင်တဲ့အခါကျတော့စောစောကသူ့မိသားတတိသမီးလေးကသူ့ရဲ့ပေါ်မှာ အယံအောပြီးတော့ချစ်တဲ့စိတ်တွေဖြစ်သွားတာအဲ့လိုချစ်တဲ့စိတ်တွေဖြစ်သွားတဲ့ခါကျတော့သူမိတာတတိသမီးလေးကသူ့မှာပါလာတဲ့ဂျာကန်ဂျာပန်ကလေးရှစ်ခိုင်ပေါ့ဂျာပန်ကလေးရှစ်ခိုင်ပါလာတယ်အဲ့ဒါနဲ့သူကချစ်စိတ်တွေဝင်ပြီးတော့သူ့မိတာရှင်သေးလေးကိုဒီမှာကျမစီမှာတော့ဂျာပန်လေးရှစ်ခိုင်ပါလာတယ်ဟောဒီငါးခိုင်ကိုဒီဝိင်္ဂလာမြတ်စွာဘုရားကိုလှူပေးပါနော်ဒီငါးခိုင်ကိုဒီဝိင်္ဂလာမြတ်စွာဘုရားလှူလိုက်ပါ ဆိုပြီးတော့သူ့အတွက်တော့သုံးခိုင်ချန်ထားတယ်။အဲ့လိုချန်ထားတဲ့ခါကျတော့သူ့မိရာရှင်သေးလေးကကြာပန်းနှားခိုင်လှုပ်ပြီးတော့ဒီပင်ကရာမြတ်စွာဘုရားထံမှာတော့ဘုရားစုပန်တယ်။အဲ့တော့ဘုရားစုပန်တာကိုလည်းမြင်လိုက်ကိုသူအံ့ဩသွားပြီးတော့အဲ့ဒါဆိုရင်သူလည်းပဲအတူတူပါရမီဖြစ်ပဲအနေအချင်းသူလည်းပဲစုပန်ဘုရားစေဆိုပြီးတော့အဲ့ဒီသူမိတ္တာတထေသမီးလေးကလည်းဒါဆိုရင် သူလည်းပဲ အလောင်းတော်ပါရမီဖြည့်တဲ့တခြားလုံးသူပါရမီဖြည့်ပြရစေပါရမီဖြည့်ပဲအနေနဲ့ပါရမီဖြည့်ပြရစေဆိုပြီးတော့ဆုတောင်းပြီးတော့အလောင်းတော်ပါရမီဖြည့်ရတာဘုံမုံတို့ရဲ့ခေါရမမြတ်စွာဘုရားအလောင်းသူမိတာရှိသည့်ဘောကစပြီးတော့ပါရမီဖြည့်ရတာဘယ်လောက်ဖြည့်ရလဲဘယ်လောက်ကြားဘူးလဲလေးအသင်ရှင်နဲ့ကဘာတသိလေးအသင်ရှင်နဲ့ကဘာတသိဆိုတာကိုနည်းနည်းလေးပြန်စဉ်းစားကြည့်ရင်ကဘာတသိဆိုတာကိုဒါလေးမိထားလိုက်ပေါ့ အစွန်းတွက်ကအစွန်းတွက်ကဘယ်လောက်လဲအစွန်းတွက်ကလေးကဘာပေါင်းတသိဘဝပေါင်းတသိမဟုတ်ဘူးနော်ကဘာပေါင်းတသိအဲ့တော့ပါရမီဖြည့်ရတာနင်းနင်းတော့တော့မဟုတ်ဘူးအဲ့တော့လေးအသေးချီကိုမိထားလိုက်ကဘာပေါင်းတသိဘုံမလို့ရဲ့ဒီကဘာကြီးကဗဒ္ဒကဘာလို့ခေါ်တယ်ဗဒ္ဒကဘာမှာဖျားဘယ်နှစုပွင့်မလဲ၅စုပွင့်မှာပေါ့နော်အခု၄စုပွင့်ပြီးသွားပြီပေါ့ဟုတ်တစုပဲကျန်တော့တာ အဲ့ဖျား၅စုပွင့်တဲ့ကဘာကိုဗဒ္ဒကဘာလို့ခေါ်တာအဲ့ဒါကဘာတကဘာပဲရှိသေးတာအဲ့တော့ကဘာပေါင်းတသိအစွန့်တွက်ပေါ့လေးအသိချင်းနဲ့ကဘာတသိပါရမီဖြည့်ရမှာဆိုတော့အဲ့ဒီကဘာလေးသိချင်းနဲ့ကဘာတသိကာလပတ်လုံးသူကပါရမီဖြည့်ပဲအနေနဲ့သူလည်းပဲကုသိုလ်ပြုပြရစေဆိုပြီးတော့အဲ့ဒီကလေးကသူစုတောင်းခဲ့တာတကယ်လည်းပဲမြတ်စွာဘုရားဖြစ်တဲ့အထိအောင် သူမိတ္တာတထေသမီးဘဝကနေပြီးတော့ရတောရရာဘဝတိုင်အောင်ဒီအသင်ကြီးနဲ့ကဘာတသိန်းကာလပတ်လုံးအချစ်မပြစ်ခဲ့ဘူးမပြစ်ခဲ့ဘူးပဲပြောရမှာပေါ့နော်နောက်ဆုံးသူမိတ္တာရှင်သေးဘဝကနေပြီးတော့ရတောရရာဘဝထိအောင်နောက်ဆုံးရတောရရာဆိုတော့သူမိတ္တာတထေသမီးဘဝကနေပြီးတော့ဒါသူမိတ္တာတထေသမီးအလောင်းရတောရရာအလောင်းပေါ့သူမိတ္တာတထေသမီးဆိုတာအဲ့တော့မြတ်စွာဘုရားဖြစ်တဲ့ခါမှာရတောရရာဖြစ်သွားတာ အဲ့ဒီလေအသေးချင်းနဲ့ကမ္ဘာတသိန်းကာလပတ်လုံးသူတို့ရဲ့အချစ်တီခိုင်မြဲနေတာအဲ့ဒါဘာလဲလို့ဘာဖြစ်လို့အဲ့ဒီလူတွေခိုင်မြဲတာလဲမေးရင်တူစောစောတူရမဲ့တရားဘယ်နှပါလဲဒီပါပထမဦးဆုံးပါတရားလေတတားတရားဒုတိယကသီလတရားတတိယကစာကတရားစရုထကပညာတရားအဲ့ဒီတရားလေးပါးသာတူမယ်ဆိုရင်လေးအသိချင်းနဲ့ကမ္ဘာတသိန်းနဲ့အချစ်တီမပြတ်ဖဲနဲ့တူညီနိုင်ပါလေ အဲ့ဒါကြောင့်တဦးနဲ့တဦးတယောက်နဲ့တယောက်အခုဒါမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအလောင်းတော်သူမေရာရှင်တိဘောကစံပြီးတော့ပါရမီဖြည့်တဲ့ချိန်ကနေစပြီးတော့သိတ္တတမင်းသားဘောဝဖြစ်တဲ့အထိအောင်အခုအလောင်းတော်ကိုဒါချစ်ခင်နှစ်သက်ခဲ့တဲ့ရတောရိယာအဲရတောရိယာမိဖုရားရဲ့အလောင်းတော်သူမိတ္တာတတိသမီးဟာလည်းပဲလေးအသိချင်းနဲ့ကမ္ဘာတသိန်းကာလပတ်လုံး အလောင်းတော်ကုသိုလ်ပြုတာဒီကိုသူကလည်းပဲကုအလောင်းတော်ကုသိုလ်ပြုရင်သူလည်းပဲကုသိုလ်ပြုတယ်အလောင်းတော်ဒါနကုသိုလ်ပြုရင်သူလည်းဒါနကုသိုလ်ရရတယ်အလောင်းတော်ကသီလတွေလုံအောင်ဆောင်ထင်းတော့သူလည်းသီလတွေလုံအောင်ဆောင်ထင်းတယ်အလောင်းတော်ကကုသိုလ်တွေပြုတိုင်းပြုတိုင်းသူကပါရမီလိုက်ဖြည့်တော့သူလည်းကုသိုလ်ရတာအဲ့တော့လေးအသိချင်းနဲ့ကမ္ဘာတသိန်းကာလပတ်လုံးကကုသိုလ်ရရတာဘာကြောင့်လဲမင်းအလောင်းတော်ကိုချစ်တဲ့စိတ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ရတာ ဒါကြောင့်အချစ်ကိုအကြောင်းပြုပြီးတော့ဒါနကုသိုလ်တွေလည်းရနိုင်တယ်။ဟောချစ်တာကိုအကြောင်းပြုပြီးတော့တို့တွေကုသိုလ်ပြုကြအောင်ဆိုဟိဆိုပြီးတော့ကိုချစ်တာကိုအကြောင်းပြုပြီးတော့ဒါနကုသိုလ်ပြုလုပ်တော့ဒါနကုသိုလ်တွေရတယ်။ဟိတို့တွေတီလာတွေစောက်တည်ကြအောင်ဆိုဟိဆိုပြီးတော့အဲတီလာတွေစောက်တည်မယ်ဆိုရင်ချစ်တာကိုအကြောင်းပြုပြီးတော့တီလာကုသိုလ်တွေတူတူရနိုင်တယ်။ချစ်တာကိုအကြောင်းပြုပြီးတော့ဘာဝနာကုသိုလ်တွေတူရနိုင်တယ်။ချစ်တာကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေအများကြီးရနိုင်တယ်။ ဒါကြောင့်မိမိတို့ရဲ့အဲချစ်ခင်နှစ်သက်မှုကို အကြောင်းပြုပြီးတော့တန်ត្រာတခွင်ကျင်လေတဲ့အခါမှာမိမိရဲ့အကျိုးစီးပွားတွေလောကကြီးရဲ့အကျိုးစီးပွားတွေဒါကောင်းကျိုးတွေကိုအများကြီးလုပ်နိုင်တယ်အဲ့ဒီလိုကောင်းကျိုးတွေအများကြီးလုပ်နိုင်ဖို့ရတဲ့အတွက်တဦးနဲ့တဦးတယောက်နဲ့တယောက်တကယ်ချစ်ခင်နှစ်သက်မှုရှိဖို့တာလင်းအလွန်အင်ပါတမအရေးကြီးတယ် တယောက်နဲ့တယောက်ချစ်ခင်နှစ်သက်မှုရှိတယ်ဆိုရင်ခွင့်လွတ်ကြမယ်၊သိခံကြမယ်၊နားလည်မှုပေးကြမယ်။အဲဒီလိုခွင့်လွတ်ကြမယ်၊သိခံကြမယ်ဆိုရင်စောစောကတရားဘယ်နှပါးတူညီမလဲ။လေးပါးတူညီမယ်။အဲဒီလေးပါးတူညီရင်ကဘာတည်တည်၍တူညီသွားပြီလို့ဒီလိုပြောရမှာပေါ့နော်။အေးအဲဒီတော့ကဘာတည်တည်မိမိတို့ရဲ့အချစ်တီးခိုင်မြဲဖို့ရာဆိုရင်တဒါ သီလစာခပညာလို့ခေါ်တဲ့ဒီတရား၄ပါးတူညီအောင်တယောက်နဲ့တယောက်နားလည်မှုတွေပေးရမယ်တယောက်နဲ့တယောက်အဲခွင့်လွှတ်ပေးရမယ်တယောက်နဲ့တယောက်သီးခံပေးရမယ်အဲ့ဒီလိုနားလည်မှုတွေနဲ့အဲချစ်ခင်နှစ်သက်ကြမယ်ဆိုရင်မိမိတို့ရဲ့အချစ်တွေဟာတကယ်ခိုင်မြဲတဲ့အချစ်တွေနဲ့မိမိတို့ချစ်နိုင်ရင်းနဲ့ပုံကိုယ်တူပုံကိုယ်မျက်ကြည်တွေဖြစ်ကြမယ်အဲ့တော့မိမိတို့ရဲ့ဘဝကိုအဲကဘာတီတဲ့၍အချစ်တွေတီးနှစ် ဒီနေ့အောင်မိမိတို့ဒါပျော်ပျော်ရွှင်ရွှင်နဲ့တန်ត្រာမှာရှောက်လန်းနိုင်ကြမယ်ဆိုတာလေးကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့အလုထာရေကအမင်္ဂလာသရုတ်သားမောင်ဝီရန်လင်းအလုထာရေကမှာမင်္ဂလာသရုတ်သမီးမခိုင်စင်ွယ်နဲ့နှစ်ဖက်သောအမိအဖညီကိုမောင်နှမတွေဆွေတော်မျိုးတော်တွေမိမိတို့ဘဝမှာ ချစ်တဲ့စိတ်တွေကိုအကြောင်းပြုပြီးတော့ဒါနကုသိုလ်တွေလည်းပြုနိုင်ကြပါစေချစ်ခင်နှစ်သက်တဲ့စိတ်တွေကိုအကြောင်းပြုပြီးတော့သီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကိုကြိုးစားအားထုတ်ကြ၍မိမိတို့ရဲ့ဘဝကို အောင်မြင်အောင်ပြီးဆောင်နိုင်ကြပြီလျင်မိမိတို့လိုရင်းဆန္ဒတလုံးတဝပြည့်စုံနိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒိနာမမိမလျောမပေါမတန်ထက်တန်သောအပမာရတတိတရားဖြင့် တံပါတိထကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း